တရင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့နိုင်ငံတော်ရဲ့တိုင်းပြည်ကပို့ကိုဒေါ်ဇန်းစုကြည်မရှလ28ရက်နေ့ကငလျင်တန်းချောင်းဘယ်ဘက်လက်တန်းရရရှိခဲ့ပြီးတော့အရေးပေါ်မှာစိုးရိမ်နေလို့ဇူဖောင်နေရှင်ကတရင်ထုတ်ပြန်ကောင် ဒေါအောင်ဇန်စုကြည်ရဲ့အခြေအနေမြေသူမှဒီခွင့်မရဖြစ်နေတယ်လို့အန်ယူဂျီမှတ်ချက်ပြုခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်လူလူကောင်းဆောင်ဒေါအောင်ဇန်စုကြည်ဟာမရှိလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမခွန်ဆင်းရှိတဲ့ငလျင်ကြီးရဲ့တန်းကြောင့်သူမရဲ့ဘယ်ဘက်လက်မောင်းမှဒဏ်ရာရရှိခဲ့ပြီးတော့အရဟာစိုးရင်ရတဲ့အခြေအနေရှိတယ်လို့ဇန်ဖောင်နေရှင်ကယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မရှိလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားခွန်တသမခွန်ဆင်းရှိတဲ့ငလျင်တန်းကြောင့်သူမကိုအချင်းချထားတဲ့ထောင်စားအုံပြစီခဲ့ရပြီး ်ဒေါင်ဆန်းစုကြည်ရဲ့ဘယ်ဘဲလက်မောင်းတန်းရရရှိခဲ့ကြောင်းဒါပြင်လျှို့ဝှက်ထားရှိခံနေရတဲ့အခြေအနေကထောင်လွှဲမှာတည်ဆုံနိုင်တယ်လို့ဆိုရိမ်မိကြောင်းထုတ်ပြန်ပါတယ်ဒါပြင်ဒေါင်ဆန်းစုကြည်ရဲ့ရှင်းလင်းတွေကလည်းသူမရဲ့ထောင်လွှဲမှာတည်ဆုံနိုင်တယ်ဆိုတဲ့အခြေအနေတွေကိုကျွန်တော်တို့အနေနဲ့ပြင်းပြင်းထန်ထန်ဆိုရိမ်နေပါတယ်သူမရဲ့တက်ရွယ်နဲ့2021နောက်ပိုင်းကစလို့ဖန်စီချုံတောင်ထားတဲ့ဒူချာလျှို့ဝှက်အခြေအနေတွေကိုတွေးကြည့်ရင်သူမရဲ့တန်းရအခြေအနေကပြင်းထန်နိုင်တဲ့အတွက်အများစွာစိုးရိမ်ပါတယ်လို့ထုတ်ပေါ်ပြောဆိုပါတယ်။ဇူဖောင်နေရှင်းကဒီကနေ့အသက်80ပြည့်ပြီဖြစ်တဲ့ဒေါင်ဆန်းစုကြည်နဲ့ နိုင်ငံရေးချင်းသားများကိုချက်ချင်းလွတ်ပေးရန်တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့ပြန်လည်တင်းမြတ်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းတရဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်ဂျမတ်စတက်ကတောင်းဆန်းစုကြည်ကိုမြေသီးနေရာမှာထားရှိတာကိုဆက်လက်ဖုံးကွယ်ထားတာကြောင့်အဲ့ဒီအခြေအနေဟာစိုးရင်စရာအခြေအနေဖြစ်ခဲ့ပြီးတော့သူမရဲ့အခြေအနေကိုဘယ်သူမှသိခွင့်မရှိဘူးလို့လည်းအမျိုးသားညွန့်ညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။အခုဂါရီယာမှာထွက်လာတဲ့ဗီဒီယိုဆိုရင်2020ခုနှစ်ကတည်းကရိုက်ထားတဲ့ဗီဒီယိုလို့ပြောလို့ရတယ်။ နောက်ပြီးခိုးဆိုရင်သုံးနေရှိပြီ။အန်တီရဲ့အရေးရောအန်တီရဲ့တပုံအန်တီရဲ့ဗီဒီယိုအန်တီရဲ့အတန်းဒါတွေကိုပြည်သူတွေအနေနဲ့ရောဘသူမှတိတိပပကြားရတယ်မြင်ရတယ်ဆိုတာဘာတစ်ခုမှမရှိခဲ့ဘူး။ဒါကကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်နိုင်ငံတော်တိုင်းမြန်ကန်တို့ကအင်မတန်မှစိုးရင်းစရာကောင်းတဲ့အခြေအနေဖြစ်တယ်လို့ပြောချင်တယ်။ပြီးခဲ့တဲ့ကာလတွေမှာငလျင်အင်ကအပြင်ထက်နဲ့ငလျင်ကြီးတွေလည်းလောက်ခဲ့တာရှိတော့ထောင်ထဲမှာလည်းပြိုကျပျက်စီးမှုတွေရှိတာတရားတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေသားတစ်ခုမှဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ကိစ္စကလည်းအမှန်တိုင်းပြောရရင်ဘယ်သူမှမသိနိုင်ပါဘူး။ ထောင်ဝင်စာကိုပုံမှန်လက်ခံနေတယ်။ထောင်ဝင်စာပိုးတဲ့သူကအရင်နေရာမှာပဲပို့တယ်။ဒီလိုမျိုးတရင်နေတော့ရရှိတာရှိပေမဲ့သူ့ရဲ့ရှင်းနေတယ်နဲ့လဲတွဲခွင့်မရ။မိသားစုတွေနဲ့လဲတွဲခွင့်မရ။ထောင်ဝင်စာပိုးတဲ့သူတွေကလည်းဒီတိုင်းပဲအထုပ်လေးသွားပို့လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေတော့ဒါကဘလို့မှမဖြစ်သင့်မဖြစ်တိုက်တဲ့အခြေအနေမျိုးဖြစ်ပါလိမ့်။အပြင်းမှန်ကဘာလဲဆိုတာကိုဘယ်သူမှတီးခွင့်မပိုင်တဲ့အနေထားကိုတော့အများဆုံးဆုံးသက်သင့်ပြီလို့ပြောချင်ပါတယ်လို့ဦးနေဖုံးလက်ကပြောဆိုတော့ပါလိမ့်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တဲ့သတင်းကတော့ရန်ကုန်ခြေဆိုင်ဥရောပတမကဘီးတိန်ကနေဒါ၊ဆွီဒင် ြင်သစ်နော်ဝေးဒိန်းမတ်အပါဝင်နိုင်ငံတကာတန်ယုံများမှဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုံပြိုးတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာများမှာနင်းစီပန်းနဲ့လူလူခေါင်းဆောင်ရဲ့ပုံများကိုတင်ထားကအမေရိကန်ကလည်းကြေညာချက်ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်ခြေဆိုင်ဥရောပတမကဗြိတိန်၊ကနေဒါ၊ဆွီဒင်၊ပြင်သစ်နော်ဝေးဒိန်းမတ်အပါဝင်နိုင်ငံတကာတန်ယုံများမှဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုံပြိုးတဲ့အနေနဲ့၎င်းတို့ရဲ့တန်ယုံ Facebook စာမျက်နှာများမှာနင်းစီပန်းနဲ့လူလူခေါင်းဆောင်ရဲ့ပုံတွေကိုဒီကနေ့မနက်ပိုင်းမှာပြောင်းလဲတင်ထားကြပါမယ်။ရန်ကုန်ခြေဆိုင်ဥရောပတမက ဆွေဒင်ပြင်သစ်ပါဝင်ဥရောပနိုင်ငံများရဲ့တန်ယုံများမှ၎င်းတို့ရဲ့ Facebook စာမျက်နှာများမှဒေါင်ဆန်းစုကြည်ပန်းပန်ထားတဲ့အပြာရောင်နောက်ခံဓာတ်ပုံကိုပြောင်းလဲကြပါတယ်။ဒါပြင်မြန်မာနိုင်ငံဆိုင်ရာပြီးတိန်တန်ယုံကလည်းနင်းစည်းပန်ပုံနဲ့ profile picture ကိုပြောင်းလဲလိုက်ပြီးတော့ဖန်စီချုံတော်ခံထားရဆဲဖြစ်တဲ့ဒေါင်ဆန်းစုကြည်ရဲ့အသက်60ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။အလားတူ UK အစိုးရအနေနဲ့ဒေါင်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံတို့ရဲ့မတရားဖန်စီခံထားရသူများအားလုံးကိုချက်ချင်းပြန်လို့ပေးဖို့တောင်းဆိုပါတယ်လို့ အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ကြီးညာချက်ထုတ်ပြန်ပါတယ်။ဒါပြင်ရန်ကုန်ခြေစိုက်ကနေဒါတန်ယုံကလည်းမြန်မာနိုင်ငံအလံငယ်နဲ့နင်းစီဘန်ပုံးပါတန်ယုံ Facebook စာမျက်နှာရဲ့ profile picture ကိုပြောင်းလဲထားပါတယ်။အလားတူမြန်မာနိုင်ငံဆိုင်ရာဒိမ့်မတ်တန်ယုံကလည်းဒေါန်ဆန်စုကြည်ရဲ့တက်ရှိဆက်ပြေမွေးနေ့ပြေနင်းစီဘန်နဲ့ဆောင်းဟုတ်ပုံပါတဲ့တပုံကိုတန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်ဒီကနေ့မနက်ပိုင်းမှာပြောင်းလဲထားပါတယ်။အလားတူနယ်သာလန်နိုင်ငံတန်ယုံကလည်းဥရောပသမဂ္ဂတန်ယုံကထုတ်ပြန်ထားတဲ့ဒေါန်ဆန်စုကြည်ရဲ့တပုံကိုပဲ တန်ယုံရဲ့ Facebook စာမျက်နှာ profile picture ဖြစ်သုံးပြုထားပါလိမ့်။အလားတူမြန်မာနိုင်ငံဆိုင်ရာနော်ဝေးတန်ယုံကလည်းဖန်စီချုံအောင်ခံထားရစေဖြစ်တဲ့ဒေါံဇန်စုကြည်ရဲ့အသက်60ပြည့်မွေးနေ့ထိမ့်မတ်ဖြစ်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲခဲ့ခြင်းဖြစ်ပါလိမ့်။နော်ဝေးနေနဲ့ဒေါံဇန်စုကြည်နဲ့တကွမြန်မာနိုင်ငံတွင်းမှာမတရားဖန်စီခံထားရသူများအလုံးကိုချက်ချင်းပြန်လို့ပေးဖို့တောင်းဆိုပါတယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတော့တန်ယုံရဲ့ Facebook စာမျက်နှာကိုနင်းစည်းပံပုံနေနဲ့ပြောင်းလဲဖော်ပြထားပါလိမ့်။ဒါပြင်အမေရိကန်ပြည်ထောင်စုကလည်းဒီကနေ့ဟာတောင်းဇန်စုကြည်ရဲ့အသက်60ပြည့်မွေးနေ့ဖြစ်ပြီးတော့ 2021ဖေဖော်ဝါရီမှာထိန်းသိမ်းခံခဲ့ရပြီးအကျဉ်းကျားလေးရဲ့ရှီးစဉ်ဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါလိမ့်။ဒူမရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူများအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားထောင်ထားမှုတွေကိုထင်အားလျက်ရှိပါလိမ့်။ဒီကနေ့အခါတမရမှာဒူမနဲ့အတူတခြားသောမတရားဖန်ဆီးထိန်းသိမ်းထားသူများအလုံးကိုလွတ်ပေးရန်အရာဓာပြည်သူများပေါ်ချန်ဖတ်မှုတွေကိုရပ်တန့်ရန်နဲ့အကြက်တဲများကိုဆုံးသက်ရန်ဒက်ဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံရန်ဆေးရနာရှင်အဖွဲ့အစည်းကိုမိမိတို့ဆက်လက်တောင်းဆိုပါတယ်လို့ ရန်ကုန်ခြေဆိုင်အမေရိကန်တန်ယုံရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရန်ကုန်ပြည်လမ်းမှာဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်ဗိုလ်မှူးဖြုံမင်းဦးနဲ့ဒုရဲမှူးကြီးစောခိုင်းတို့တည်ဆုံပြီးတဲ့နောက်စစ်တပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးတန်ချက်ကကားများကိုပါအုံပြူလာတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းရန်ကုန်ပြည်လမ်းမိုက်မင်းလာမျိုးနယ်တိုက်ပွဲများမှာဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်အပါဝင်ဗိုလ်မှူးဖြုံမင်းဦးနဲ့ဒုရဲမှူးကြီးစောခိုင်းတို့တည်ဆုံပြီးတဲ့နောက်မှာကြမ်းမဲ့စကောင်းစီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးတော့ တန်ချက်ကကားများကိုပါဒုံပြူလာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်လာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စခေါင်းစီတပ်ရဲ့စစ်ကွင်းတဆုံစစ်စေးကိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲတွင်းမှာတာယာဝရီကန်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တက်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းပါဝင်အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းဦးတို့တည်ဆုံသွားခဲ့ကြောင်းဒါပြင်မင်လာမြို့နယ်တွင်းကထိတွေ့တိုက်ပွဲများထဲမှာတာယာဝရီကန်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း အဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းဦးခရိုင်ရဲမှူးကြီးသိုးခိုင်နဲ့မြို့မရဲစခန်းမှူးတအိုးပါဝင်အကြံဘက်စကောင်းစီတတာ20ထပ်မနဲ့တည်ဆုံခဲ့ပါတယ်။ဒါကြောင့်ရခုခါမှာဘကိုးတိုင်းမင်းလာမျိုးနယ်မှာရှိတဲ့ရန်ကုန်ပြည်လမ်းမိုင်းမှာပြည်မျိုးဒါကစားကတန်ချက်ကကားများကိုပါအုံပြုပြီးစစ်မှုတန်တတာတဲ့များနဲ့စစ်ကြောင်းထိုးရန်ပြင်ဆင်နေကောင်။ရှေ့တန်းစခန်းများမှာတပြေးများကိုလည်းစစ်တပ်ကလိုက်လံပစ်ခတ်ဖမ်းဆီးနေတယ်လို့ဒေသတွင်းစီရေးသတင်းရင်းမြစ်ကပြောပါတယ်။ထိုကဲ့သို့ဆေးရရှိတဲ့အများပြားတည်ဆုံပြီးတဲ့နောက် အကြံဘတ်စက်တက်ကရန်ကုန်ပြည်လမ်းမိုင်းကိုပြန်လည်ဆုံမိုးနိုင်ရေလို့ဆိုကပြည်မြို့ဒေသကုတ်ကဲမှုစက်ထနာကျုံမှာတန်ချက်ကကားများကိုပါဒုံပြုတ်ပြီးတော့စမုတ်တန်တသားတဲ့များနဲ့စကြောင်းထိုးခိုင်းရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုစကွေးတွေကပြည်ဒါကာစားကနေစမုတ်တန်တသားတက်တဲ့နဲ့30တာယာဝရီနဲ့လေဗဒန်ဘက်ကစကွေးတွေပေါင်းပြီးအင်အား900လောက်နဲ့စကြောင်းထိုးဖို့ပြင်ဆင်နေတယ်။နောက်ပြီးတန်ချက်ကကားတွေကိုပါဒုံပြုတ်ပြီးမြေပြင်ကိုအင်အားလုံးရင်းနဲ့နည်းမြေရှင်းလင်းရေးလုပ်ဖို့ပြင်ဆင်နေတယ်။အခုအဲ့တော့ထိတွေ့တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေပါတယ်။လက်ရှိမှာပြည်သူတွေအနေနဲ့ကတော့ ရန်ကုန်ပြည်လမ်းမကိုလုံးဝအသုံးမပြုသင့်တော့ဘူးလို့အသိပေးခြင်းနဲ့လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကပြောပြပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလည်းမင်လာမျိုးနဲ့ပတ်တန်းလေးဘုံကြီးကျောင်းမှာထိုင်ကြတဆွဲထားတဲ့အကြမ်းမဲ့စစ်တပ်ရဲ့ရှေ့တန်းစခန်းမှာစကောင်းစစ်တပ်သား9ဦးဟာဟင်စားရှာရန်လို့အကြောင်းပြကလက်နက်များပါယူဆောင်သွားပြီးထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲလိုထွက်ပြေးသွားတဲ့အကြမ်းမဲ့စကောင်းစစ်တပ်သား9ဦးကိုစကောင်းစစ်တပ်ကတနက်များနဲ့ရန်တမ်းဖြစ်ကတ်ခါလိုက်လံဖမ်းဆီးနေပြီးတော့လက်ရှိချိန်ထိပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ အဲ့ဒီပဒန်းလေးဖုန်ကြီးเจ้าမှာထိုင်ချထားတဲ့စခွေးတွေရှေးကစကန်းကတသားခွနဲ့ဦးကလည်းဟင်စားအနေနဲ့ငါရမယ်ဆိုပြီးထွက်သွားတာပြန်မလာလို့ရန်တန်ဖြစ်ခဲ့ပြီးတော့လိုက်လံဖမ်းဆီးတာတွေလုပ်နေတယ်အခုချိန်ထိပြန်လဲဖမ်းဆီးနိုင်တာတော့မရှိသေးဘူးလို့ဒေသရင်းစီရဲ့သတင်းရင်းမြစ်ကပြောပါတယ်ဒါပြင်မင်းလာမျိုးနဲ့တော့မှရှိတဲ့ဂျေးဝါများကိုလည်းအကြမ်းဖက်စကောင်းစီတသားများကလက်နက်ကြီးများနဲ့နှိမ့်စင်ရန်တန်ဖြစ်ခဲ့နေတာကြောင့်လက်ရှိမှာပဒန်းလေးရွာစင်အိုင်ချောင်းပေါက်ရွာနဲ့တပန်းစိတ်ရွာမှာပြည်သူများပါဝင်အနေနာမှာရှိတဲ့ဂျေးဝါကပြည်သူများလဲဘေးလို့ရထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ် နောက်ထပ်ထပ်တင်ဆက်ပေးချင်တာကတော့ခေါတောင်းရှစ်တောင်ကားတဲ့နေဆိုတဲ့ဇေယလာဆိုးဝေရဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးချင်ပါတယ်။ပြည်တော်စုမေခင်ကြီးတောင်ဇာစုကြီးရဲ့အသက်80ပြည့်မွေးနေ့အတွက်စကန့်30ကြာဗီဒီယိုမက်ဆေ့နဲ့ဇုံမွန်တောင်းလောက်များလက်ခံရယူတဲ့ကမ်ပိန်းလှုပ်ရှားမှုကိုစတင်ခဲ့ရမှာ။တမတ်ထားတဲ့အရေးအတွက်ရှစ်တောင်အောင်မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မတိုင်မီတရဲကျုပ်ပြီးတော့ဗုဒ္ဓဟူးနေ့မှာပြင်းမြောက်သွားခဲ့ပြီဖြစ်တယ်လို့ကမ်ပိန်းကိုစီစဉ်တဲ့ဒါဖြစ်သူကိုထိန်လင်းကထုတ်ပေါ်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။မင်းမေးရဲ့မွေးနေ့မတိုင်မီတရဲလိုမှာ မွေနေ့ဇူတောင်းလွာရှစ်တောင်းကိုရရှိသွားခဲ့ပြီဖြစ်လို့ဇူတောင်းလွာပေးဖို့သူအားလုံးနဲ့ဒီကမ်ပိန်းပြင်းပြအောင်ကူညီခဲ့သူအားလုံးကိုလိုက်လဲစွာကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ်။အဆိုပါကမ်ပိန်းဟာလူသားချင်းစာနာထောက်ထားမှုကိုကူညီများဘေးနားရေးတို့ရဲ့ရမုံငွေကောက်ခံရတဲ့ဒေါန်ဆန်စိုးကြီးလုံမြောက်ရေးတို့ရဲ့ထောက်ခံလှူရှားနိုင်ရန်ယူဝဲပြီးဇွန်လ၄ရက်နေ့မှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။နှစ်ပတ်အတွင်းမှာပဲမွေနေ့ဇူမွန်လွာရှစ်တောင်းရရှိခဲ့တာကြောင့်အများဆုံးလက်ခံရရှိတဲ့ကမ္ဘာခေတ်နဲ့စံချိန်ကျိုးသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီမွေနေ့တို့ကကိုထိန်လင်းမှာကီလိုမီတာ၈၀ပြေးခဲ့ပြီး သူမရဲ့ဂျေဇူးကိုအောင်းမေ့တရေရတဲ့အနေနဲ့ကဘာတော်မှာရှိတဲ့မြန်မာနိုင်ငံသားများရဲ့မွေးနေ့ပွဲထိမ့်မှတ်များ For Ha Weekend For Myanmar We Mass ဆိုတဲ့ကြွေးကြော်တန်တဲ့ရမုံငွေခေါက်ခံပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပြင်တစ်ဖက်မှာအာရမဝါဒလက်ကင်ထားတဲ့ဇေဟုစုကလည်း၎င်းတို့ရဲ့တာဝန်ကိုမပြတ်ခွက်စေရဘဲနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ထိမ့်မှတ်ပွဲတွေ၊ဂန်းကွက်ဆန္ဒပြပွဲတွေ၊ဗန်းပန့်သူများကိုစောင့်ကြည့်မှတ်တမ်းတင်ဖို့လည်း၎င်းတို့ရဲ့ Telegram Channel များမှာဆော်ဩလျက်ရှိပါတယ်။မြန်မာပြည်သူများကရခိုးတီသူမကို မြေမြထိချစ်ခင်လေးစားမှုရှိနေစေဆိုတာကိုကဘာတိထုတ်ပေါ်တင်ပြနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ကမ်ပိန်းစီစဉ်သူများကတော့ဇွန်လ19ရက်နေ့ထိဆက်လက်ဖေးပို့ကြပါရန်ဆော်ဩလျက်ရှိနေပါတယ်။အဲလိုလက်ခံရရှိတဲ့ဗီဒီယိုမက်ဆေ့များမိခင်ဖြစ်သူဟာကိုယ်တိုင်ကိုကြပေးနိုင်ရန်ကိုထိန်လင်းမှဒစ်စနဲ့တင်ထားမယ်လို့လည်းသိရပါတယ်။ဒါပြင်ကိုထိန်လင်းဟာဂျမ်ဘတ်ဆဲဟုစုရင်းနှိမ်သွားပြီးအဂျမ်ဘတ်အာရမဝါဒီများဆုံးသက်သွားလိမ့်မယ်ဆိုတာကိုခိုင်မာယုံကြည်ထားသူဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်တဝူးမကြံမလွတ်လပ်သေးသူရဲ့မိသူမှလွတ်လပ်စွာနေထိုင်ခွင့်ရကြလိမ့်မှာမဟုတ်လို့ ဂင်ကယမန်နဲ့အေရှာနီယိုးနဲ့တွဲဆုံမင်းမြန်ကမ်းမှာပြောသွားခဲ့ပူပါတယ်။သူ့အနေနဲ့အာနာတိန်ပြီးနောက်ပိုင်းမိခင်ထံမှာစာတို့လေးတစ်စောင်သာလက်ခံရရှိခဲ့ပူပါတယ်။ဒါကလည်းပြန်ပေးသမားတွေက၎င်းတို့ဖန်ဆီးထားသူတက်ရှင်လေးရဲ့ရှိသေးတာကိုတက်တည်ပြခြင်းမျိုးထံမပို့ခဲ့ပါ။စကိုင်းငလျင်ကြီးမှာဘယ်ဘက်လက်မောင်းထိခိုက်တိုင်ရရသွားတယ်လို့ဇူဖောင်နေရှင်ရဲ့အကျိုးဆောင်ရှင်းနေရဲ့သတင်းကြေညာချက်မှာထွက်လာခဲ့ပါတယ်။ဆဲအိုဆိုဟာယခုချိန်ထိလည်းတဘောမပေါက်နိုင်သေးပဲပြည်တော်စုမိခင်ကြီးရဲ့တမ်မနီစိုက်တက်ကိုရိုက်ချိုးနိုင်ရန်လုံးလို့ရနိုင်တယ်များနီလန်မျိုးစုံနဲ့စူးစမ်းနေကြတာဖြစ်ပါတယ်။ သို့တော့သူတို့ရဲ့လောက်ရက်တွေဟာဘီသူများရဲ့ရင်ထဲမှာခင်ယောင်းနေတဲ့ဒူမားပေါ်ချင်းမြနိုးနေမှုတွေကိုဖြိုဖျက်နိုင်ခြင်းမရှိကြတဲ့ပြင်ဒူမားကိုခိုင်မာတဲ့ခိုင်မာအောင်အင်္ဂရိလောင်ပေးနေခြင်းသာဖြစ်တာကိုလူသားပြောင်းသွားတဲ့၎င်းတို့ရဲ့အသိဉာဏ်ကလက်မခံနိုင်ဖြစ်နေကြဆဲပင်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဟီလာရီကလက်တန်ကမြန်မာပြည်သို့အလဲအပတ်လာရောက်ရန်အမေရိကန်ဘက်ကစကားဦးတန်းလာခဲ့တာကိုထိုစင်ကဦးသိန်းစိတ်နဲ့ဝန်သားမောင်းလွင်တို့ကငန်းငန်းတက်လိုလားနေကြပါမယ်လေ။ ောင်ဆန်းစုကြည်ရဲ့ဒီဒူးချက်တွေကိုအမေရိကန်အရာရှိများကကိုယ်တိုင်ကိုကျတွားရောက်တောင်းခံခဲ့ပါတယ်။ဒူမရဲ့သဘောတူညီချက်ရရှိခဲ့ပြီလို့ပြန်လည်တင်ပြချက်ကိုဓမ္မရအိုဘားမားကလက်မခံသေးဘဲနဲ့သူကိုယ်တိုင်မေးမယ်လို့ဆိုက Air Force 1လေယာဉ်ကြီးပေါ်ကနေဒူမရဲ့ခေးစဉ်ပေါ်သဘောထားကိုဖုံးဆက်မေးမြန်းပြီးတော့ဒေဂျာဘေးဆိုမှနောက်တနေ့အစည်းအဝေးမှာနိုင်ငံခြားရေးဝန်ကြီးရဲ့ခေးစဉ်ကိုတရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆက်ကွန်အော်ကက်စလာမှာစတက်ရဲ့စနစ်တကျကွက်ချကြံစီပြီးရခိုင်ပြည်နယ်တို့မှာရိုင်ဂျာလူနည်းစုများကိုဂျီနိုဆိုင်းလို့ခေါ်တဲ့လူမျိုးတုံးတပြတ်မှုကြီးကျိုးလွန်လာခဲ့ပါတယ်။ အရေးလိုဂျူလုံမူကြီးအားဝေဖန်ဖြစ်တင်ရှုံးချခြင်းမပြုရကောင်းလားလို့ဝေဖန်မှုတွေစတင်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပြင်စတမတူမာနိုင်ငံရေးချက်တဲကြီးစတင်ဖန်တီးလာပြီဆိုတာကိုရေးစားမိလာပါတယ်။ဒူမာကိုတေချာပေါ့ရှုံးချခြင်းအားဖြင့်ဒူမာအားဒါလင်းအော့တဲမွတ်စလင်ဖြစ်ရအောင်ဒုံဖို့ကထိတ်တိုက်ရအောင်ဒုံဖို့ကထိတ်တိုက်ရင်ဆိုင်တွေ့ရလမ်းစဉ်နဲ့တော့မယ်။မွတ်စလင်များဘက်ကကာကွယ်ပြောဆိုတဲ့အတွက်မြန်မာလူတို့ရဲ့ဆုံးပယ်ခြင်းကိုခံရကောင်2020ရွေးကောက်ပွဲမှာခွက်ခွက်လန်ရှုံးသွားမယ်လို့ကွက်ချခဲ့ခြင်းဖြစ်ပါတယ်။ ို့ပေမဲ့သူမဟာ52တန်းတော့ပြည်သူများရဲ့အကျိုးတော့အရိထောင်ချောက်ကိုခေါင်းမွန်စွာရှောင်ရှားနိုင်ခဲ့ပြီးတော့သူတို့ဘက်ကပဲနိုင်ငံတကာတရားရုံးကိုတွားပြီးတော့ရှောက်လဲချက်ပေးခဲ့တာကြောင့်မန်ချက်နဲ့နန်တို့ကမကိုက်ဖြစ်သွားခဲ့ပါတယ်။ရင်းနဲ့တူသူမရဲ့ကဘာလဲမှာရွှေရောင်တောက်တဲ့နေရည်များလည်းကုံဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ကိုတိတိကြီးနဲ့နိုင်ငံတွင်းတည်ငြိမ်ရေးကိုရှေရှုကထပ်မံနင့်နာခံပေးခဲ့ပြန်ပါတယ်။တပတ်မှာတော့၎င်းတို့ထင်တယ်လို့ဖြစ်မလာလို့နောက်ဆုံးနီလန်းဖြစ်တဲ့အာနာတိန်နဲ့လန်းစင်းကိုမြန်နှပြောင်တိုက်ခါရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။ဒီတို့ဆဲဟုစုတီတာ ပြည်ရင်းပြပလူတကားမှရှိတဲ့တရွေခွတ်မှာပလက်မျိုးသားတဲ့ဘဝအဖြစ်သက်ရှင်နေကြရသူများဖြစ်လာပါတယ်။လန်စင်းပါတီအစိုးရကိုပါတီစုံရွေးကောက်ပွဲကြီးကျင်းပနိုင်ရန်လိုလတ်တဲ့အတိုင်းအခံကော်မတီကိုဖွဲ့စည်းပေးဖို့အိပ်ဖွင့်ပေးစာပို့လိုက်ခြင်းအပြင်မြန်မာနိုင်ငံရဲ့စခုံးပေါ်သို့တက်ရောက်လာခဲ့ခြင်းမှစပြီးတော့အဲ့ဒီမျိုးသမီးကြီးဟာရခုချိန်ထိဒိုင်းပြည်နဲ့လူမျိုးပေါ်မှာတစ္ဆာဖောက်ခဲ့ခြင်းမရှိုံမကောက်ကိုကျင်တရားရလည်းမျိုးတမုံမှပင်ပြစ်ပြောခံရခြင်းမရှိခဲ့ပါ။တူမမိခင်ကြီးရဲ့စာပနမှာဂျမားဖားခင်တဲ့မိခင်ကဒိုင်းပြည်တို့ရဲ့တက်တဲ့တဲ့အထိလှုပ်ကြွေးပြုတ်သွားခဲ့ပြီ။ ကျမလည်းဒီတိုင်းပဲခံယူသွားပါမယ်လို့ကြေညာခဲ့ပါတယ်။ဖားခင်ကြီးဟာသူမရဲ့နှစ်နှစ်မြောက်မွေးနေ့ပြီးတလားတိတိအကြမှာဒိုးရိုင်ထဲမှာသက်ဆွန်သွားခဲ့ရပါတယ်။ရန်ကုန်စစ်မှုတပ်ကတို့ဂျောင်းဝင်းတွင်းတို့စစ်ရဲတွေဂျိုးကျော်ဝင်ရောက်ပြစ်ခတ်ခြင်းကြောင့်ဂျောင်းသားခေါင်းဆောင်ကိုဖုံးမော်ကြာဆုံးခဲ့ရမှုနဲ့တူမြမပြည်ရဲ့စတင်လာတဲ့ဒုတိယမြောက်လွတ်လပ်ရေးဂျိုးပန်းမှုတိုက်ပွဲကြီးကိုရှေ့တန်းမှာအုပ်ဆောင်ခဲ့သူဒိုင်းသူပြည်သားအပေါင်းရဲ့လွမြောက်ရေးနဲ့ဂုံဒိခအတွက်ရုံးခန့်လှူရှားခဲ့တဲ့တော့ကဘာမြန်ဆုံးငင်းချင်ရေးနိုဘယ်ဆုကိုပေးရချီးမြှင့်ခံခဲ့ရသူအသက်ဘေးမှာနှစ်ကြိမ်တိတိပုဂ္ဂတိကလွမြောက်ခဲ့ရသူ ဘီသူတို့ရဲ့အားကိုးရာချစ်ခင်ရာနှလုံးသက်ပေါ်ဖြစ်ခဲ့ရသူဂျိုဟန်နက်စပတ်မှဘက်ကင်ဟမ်နန်းတော်ဘျူနိုအေရီစ်မှတိုချိုကန်တဲထီကမ္ဘာကောင်းဆောင်များရဲ့လေစာချစ်ခင်မှုကိုခံခဲ့ရသူဖြောင်းမတ်တီဂျီယိုသားမှုနဲ့ဂုံတိတ်ခရှိတဲ့နိုင်ငံရေးရဲ့ဗျာဒုတ်တွေကြောင့်အယူဆရှင်းအောင်ဖြစ်ခဲ့ပြီးရန်လိုခဲ့တဲ့တရုတ်ပြည်ကွန်မြူနီပါတီကြီးမှဥညွတ်ခဲ့ရသူအနေလူသားကြီးရဲ့အသက်80ပြည့်မွေးနေ့မှာဂျမ်းမာချမ်းသာစေကြောင်းဆုမွန်တောင်းပါတယ်1997ဂျူလိုင်10ရက်နေ့မှာပြင်သစ်နိုင်ငံရှင်းမြောက်ပိုင်းမှာကျင်းပတဲ့ ဥရောပပါလီမန်မှာဘေးရက်တဲ့ဆာကာရော့ဆုချင်းမြင့်တဲ့အခမ်းအနားမှာအဆိုပါလူသားမဟာကြီးရေးသားတဲ့ Freedom From Fair ကြီးညာစာတမ်းကိုထုတ်ပြန်ခဲ့ပါတယ်။ဇံပြူရမယ်ဒေါ်လာရေးဆိုတာနိုင်ငံတနိုင်ငံရဲ့ဒုတက်ရာဒုတက်ကြောင့်လမ်းကြောင်းဘုတ်ကိုဖော်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့အသွေးတဲ့အသားတွေကလာတဲ့ခံယူချက်ကပေါက်ပွားလာတာ။အဖွဲ့စည်းတစ်ခုအစိုးရအဖွဲ့တစ်ခုရဲ့မူဝါဒတွေပဲပြောင်းလဲဖို့လောက်ရည်ရွယ်တဲ့ဒေါ်လာရေးမျိုးဟာအစဲမှန်အောင်ပွဲရဖို့အခွင့်အလမ်းတိတ်မရှိလာဘူး။ဘာကြောင့်လဲဆိုတော့စနေဟောင်းရဲ့မတရားမှုတွေကိုဖန်တီးခဲ့တဲ့အင်အားစုတွေဟာဆက်လက်ပြီးတော့ရှင်းတန်းနေဦးမှာပဲဖြစ်လို့ ်ပြိုးပြင်ပြောင်းလဲရေးနဲ့အသွင်သေးပေါ်ဆောင်ရေးကိုအမြဲတမ်းလိုလိုချိန်ချောင်းနေမှာဖြစ်တယ်။ဒါကြောင့်လွတ်လပ်ရေးဒီမိုကရေစီရေးနဲ့လူ့ခွင့်ရေးလောက်တောင်းဆိုနေုံနဲ့မပြီးသေးဘူး။အချင်းပြက်လက်စားမှုမကောင်းတဲ့စိတ်တဲ့အတွေးခေါ်တွေပညာမဲမှုအကြောက်တရားတွေအားလုံးကိုတွန်းလှန်ပြီးရေရှည်တည်တတ်မဲ့အမှန်တရားပေါ်ထွန်းရေးတွေတော့တစိမ့်တဲ့တဝမ်းနဲ့ခိုင်မာတဲ့တန်ဓေဌာန်နဲ့ဒီတိုက်ပွဲကိုဆင်နဲသွားဖို့လိုတယ်။ဒါကလွန်ခဲ့တဲ့34နှစ်ကရေးခဲ့တာပါ။ပြည်သူများဖို့ကတော့လူမဆန်အောင်ရက်ဆက်ချမ်းကျုပ်လာတဲ့ဆေးရနာရှင်အောက်မှာမိမိတို့ကြောကောက်အောင်ခံခဲ့ကြရတဲ့ဘဝမျိုး ဓာတ်သမီးများခံစားကြရမယ့်အရေးကိုတင်မလောက်ကြောက်ရွံ့နေပြီဖြစ်တာကြောင့်ဆက်လက်ပြီးတော့လေရုံးကန်တိုက်ပွဲဝင်သွားကြမှာသာဖြစ်ပါတယ်မိမိတို့ရခင်အတိုင်းအနေမိမိတို့ရခင်အတိုင်းအစားအနေချောင်းရံဘိပင်းရံစူးစားလျက်ရှိနေတဲ့လူဒန်းစားများကိုလည်းရန်သူဖြစ်တမက်ရံဝင်လေးကြတော့မှာမဟုတ်ပါပြည်သူတို့ရဲ့တရားတော်ခုကန်တွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးဒီနားဆင်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပါတရင်ဒေါ်လိုင်ဘတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစနေပြရွှေလန်းချမ်းမြေကြပါစေခင်ဗျာ